တခါတော့ကတပြေကုန်းရွာမှာဓမြတွေကအလွန်အမင်းကြီးစိုးနေပါတယ်။ရွာသားတွေအားလုံးကအဲ့ဒီဓမြတွေကိုဖမ်းဆီးဖို့ရဲကိုတိုင်ကြပေမဲ့လည်းရဲတွေကလည်းအဲ့ဒီဓမြတွေကိုမတားဆီးနိုင်ခဲ့ပါဘူး။တရက်မှာတော့ကိုထွေးဆိုတဲ့လူတစ်ယောက်အိမ်အောင်ကြပြီးမင်္ဂလာဆောင်ခဲ့ပါတယ်။ညရောက်တဲ့အခါမှာသူတို့အိမ်မှာဖွက်ထားတဲ့ရွှေငွေရတနာတစ်တာကြီးကိုဓမြတကိုတွေကခိုးသွားကြပါတယ်။အမလီသေးပါပြီ။ငါတို့လူရခံလိုက်ရပြီ။ပြက်စီးသွားပြီ။ဒီလူမိုက်ဓမြတွေကငါတို့ပစ္စည်းတွေအားလုံးကိုယူသွားကြပြီ။ ငါးယောက်ခမကတော်တော်လေးအခက်ခဲခံပြီးပေးထားတဲ့ဆယ်ချက်သားရွှေတွေပါပေါကုန်ပြီကျမတို့မှာဘာမှမကြံတော့ဘူးကိုထေကျမဘာမှမသိချင်ဘူးကျမရွှေတွေပြန်ရှာပေးပါ မဟုတ်ရင်ဒီသမ ्या တွေရှိတဲ့ရွာကိုစွန့်ပြီးကျမမိဘအိမ်ကိုပြန်သွားတော့မယ်အိုးအဲ့လိုမပြောပါနဲ့နှမရေငါတို့မင်းမဆောင်ရတာအခက်ခဲပေါင်းများစွာနဲ့ပါရွှေတွေကတော့ပါသွားပြီမင်းရပါခတ်သွားတော့မယ်ဆိုရင်ငါဘလို့အသက်ရှင်နိုင်တော့မလဲကိုထေးကသူ့တငယ်ချင်းကိုကြော်စီသွားပြီးတော့အကူညီသွားတောင်းမာတော့တယ် ကိုကျော်ကြီးငါ့ကိုဘလို့နင်းနဲ့မဆိုငါ့ရွှေတွေပြန်အောင်လုပ်ပေးပါဦးမဟုတ်ရင်ငါမင်းမငါ့ကိုထားပြီးသွားတော့မှာဒီဓမြတွေရဲ့အန်နရယ်ကတနေ့တစ်နေ့ပို့တိုးလာနေတယ်အခုဆိုရင်ရဲတွေတောင်သူတို့ကိုဘာမှမလုပ်နိုင်တော့ဘူးအခုတော့တခုရီးတော့နီးလမ်းပဲရှိတော့တယ်ကိုကျော်အခုမင်းစဉ်းစားလို့ရတဲ့နီးလမ်းတစ်ခုကိုမြန်မြန်ပြောပြပါဘလောက်ပဲအန်နရယ်များများငါ့အတွက်အရေးမကြီးဘူးဒီဓမြတွေကိုမကောင်းစွာမေးလှကပဲသင်ခန်းစာပေးနိုင်လိမ့်မယ် ဒီဓမြရရဲ့စခန်းရှိရဲ့တောင်ဝဝခူးထဲမှာသူအချင်းချခံထားရတာအဲ့ဒီဘလူးမကိုလွတ်မြောက်အောင်ငါတို့လုံနိုင်မယ်ဆိုရင်ဘလူးမျိုးအဖိုးကပေးရပါစေငါအစင်နဲ့မယ်အဲ့ဒီနောက်ကိုထေးကအိမ်ပြန်ပြီးသူ့တောင်ကောင်းစီသွားပြီးရွှေလေးပြန်ယူဖို့စူးစမ်းမယ်ဆိုတာသူစနီးကိုပြောပြခဲ့ပါတယ်အကိုဘဲမသွားဖို့မလိုပါဘူးကျမကဒေါသထပ်ပြီးပြောလိုက်တာပါကျမကိုကိုကိုဘယ်တော့မှမထားခဲ့ပါဘူးဒါပေမဲ့ကိုထင်းနဲ့ကိုကျော်တို့ဟာဓမြရီရှိရဲ့တောင်ကုန်းဘက်ကိုထွက်သွားခဲ့ကြပါတယ် ခဏကြာတော်ရိုက်လမ်းလျှောက်ပြီးတဲ့နောက်ချောမုတ်တွေနောက်ကဂူတစ်ခုကိုသူတို့တွေ့လိုက်ရပါတယ်။အဲ့ဒီဂူကမှနီယောင်ကျိုးတစ်ချောင်းကိုမှွန်ဆရာတက်ကခြိထားတာကိုတွေ့လိုက်ရတယ်။ဂူရဲကနေတရဲမရဲ့ညီတန်တွေကိုကြားနေရပါတယ်။အမလီသိပါပြီ။ဟိတ်ကိုကျော်ငါတို့ဒီလိုလာလာမှားမှန်းမှားသွားပြီလားမသိဘူးနော်။ကဲဖြစ်လာရင်ကြည့်ရှေ့ရုံပဲဟိ။တိတ်တိတ်ဆိတ်ဆိတ်နဲ့အသက်မပေးပဲဆက်သွားကြစို့။အဲဒီနောက်အတွင်းမိုင်းကိုနည်းနည်းဝင်သွားတော့အေယာမဘလူးကြီးတကောင်အိပ်ပျော်နေတာကိုသူတို့တွေ့လိုက်ရတယ် ဒါကြီးကငါတို့တစ်ချက်တည်းနဲ့အစိမ့်လိုက်စားတော့မှာမဟုတ်ဘူးမဟုတ်ဘူးငါဓမြတွေကိုတင်ကားစာပေးဖို့မလုပ်ချင်တော့ဘူးသူတို့ကိုတင်ကားစာပေးဖို့လုပ်နေရင်လည်းဒီဘလူးမောင်ကငါတို့ကိုတင်ကားစာပေးလိုက်မယ်ရွှေရိုထားလိုက်ပါတော့ကွာအသက်ရှိမှတန်ဖိုးရှိတာဒီကနေထွက်သွားကြရအောင်ဒါပေမဲ့တငယ်ချင်းလက်ပလာနဲ့ပြန်သွားရင်တော့မိမိမောင်ကမင်းကိုထားသွားလိုက်မယ်ထားသွားပါစေငါတသက်လုံးလူပြိုကြီးလောက်ဖို့တော့အဆင်နဲ့ပဲကြက်ကြက်ဒီကနေသွားကြစို့အဲ့ဒီနောက်သူတို့ရဲ့အတန်ကြာတော့ဘလူးမောင်ကနိုးလာပြီးသူတို့ကိုဆူဆိုက်ကြည့်လိုက်ပါတယ် ။အိုးကောင်းလိုက်တာဒီလောက်နှစ်တွေကြာပြီးမှလူသားတယောက်ကငါတွေ့ရပြီ။ငါနေတိုင်းတရိတ်ဆန်နေအသားတွေစားနေရတာညင်းဝင်နေပြီ။ကောင်းတာပေါ့မင်းတို့ကကို့ဘာသာလမ်းလျှောက်လာပြီးငါ့ကိုယ်ထဲကိုရောက်လာကြတာပဲ။အဲ့ဒီနောက်သူတို့မြောက်ကထွက်ပြေးသွားကြပါလေ။ကေးဟေးပြေးတော့နောက်ကျတဲ့ခြေတော်တစ်စပောက်ပဲအသက်ရှင်အောင်လာပြေး။အဲ့ဒီနောက်သူတို့နှစ်ယောက်ကဘလူးနီးနဲ့ပဲဖြစ်ဖြစ်ဂူထဲကနေပြေးထွက်ပြီးတစ်ပင်တစ်ပင်နောက်မှာပုံနေလိုက်ကြပါတယ်။အဲ့ဒီဘလူးမကလည်းလိုက်ပြီးဂူထဲကနေထွက်လာပါတယ်။အိုးအခုငါလွတ်မြောက်သွားပြီ အခုတော့လူသားအသားတွေကိုဝအောင်စားတော့မယ်လူသားတွေရေငါလာပြီဟဲ့ကိုကျော်ငါတို့အဲ့ဘလူးမောင်ကိုလှုပ်ပေးလိုက်တာတကယ်ကိုကြီးမားတဲ့အမားများဖြစ်သွားပြီလားမသိဘူးနော်ဟုတ်တယ်တကယ်ချင်းငါလည်းထင်တယ်ငါတို့တော်တော်လေးမှားသွားပြီအဲ့နောက်အဲ့ဒီဘလူးမဟာလူသားတွေကိုအနမ်းခံရင်ဓမြတွေရဲ့စခန်းကိုရောက်သွားပါတယ်ဓမြတွေကကြောက်လန့်ကုန်ပြီးဖျက်ပြေးကြရပါတယ်အဲ့ဒီဘလူးမကအရန်ကြောက်ဖို့ကောင်းနေတာကြောင့်ဓမြအားလုံးသူတို့လူထားတဲ့ရွှေအားလုံးကိုအဲ့ဒီနေရာမှာပဲပြစ်ထားပြီးတောရဲကိုထွက်ပြေးသွားကြပါတယ် ဘယ်ဟုတ်ပြနေကြရလဲခဏနေအောင်ငါအယမ်းစာနေတယ်ငါအငတ်ကိုပြေပြောက်စေဖို့တခုစားမှရတော့မယ်အဲ့ဒီနေရာမှာအဲ့ဒီဘလူးမားကရွှေအပြည့်ထင်ထားတဲ့တစ်တာတစ်လုံးကို တွေ့လိုက်ရပါတယ်ပြီးတော့အဲ့ဒီဘလူးမားကတစ်တာတွေကရွှေတွေကိုတခုချင်းစီထုတ်စားလိုက်ပါတယ်လူဟာသားတော့စားလို့မကောင်းမယ်မဲစားလို့ကတော့ကောင်းပါတယ်အခုမှပဲဘိုက်နည်းနည်းပြေသွားတော့တယ်အမလီသေးပါပြီဒီလူမိုက်ဘလူးမားကငါ့ရွှေအားလုံးစားသွားပြီငါနောက်တခါလူရက်ခံရပြန်ပြီပျက်စီးသွားပြီကွာအားလုံးပျက်စီးသွားပြီ အဲဒီနောက်ကိုထေးကဒေါသတစည်းနဲ့ပြေးပြီးဘလူးမရှိကိုသွားလိုက်ပါတယ်။အဲလူမိုက်ဘလူးမနင့်ကိုငါတို့လှုပ်ပေးလိုက်တာ။ဓမြတွေကိုသင်ငန်းစာပေးဖို့ငါရဲ့တံမိုးကြီးရဲ့ရွှေတွေကိုစားဖို့မဟုတ်ဘူး။ကောင်းလာပေါ့နင်ကိုယ်တိုင်ငါရဲ့ရှိတဲ့တဲ့ကိုရောက်လာတာပဲ။အဲဒီနောက်ဘလူးမကကိုထေးကိုမျိုးချလိုက်ပါတယ်။ဒီအဖြစ်အပျက်ကိုမြင်တော့ကိုကျော်အချင်းနေဆိုပြီးအယမ်းကြောက်လန့်သွားပါတယ်။သူပြေးပြီးတော့ရွာစီကိုပြန်သွားခဲ့ပါတယ်။ရွာရောက်တာနဲ့ကိုထေးရဲ့ဇနီးမသင်းကိုအဖြစ်အပျက်အားလုံးပြောပြလိုက်ပါတယ်။ မတ်တင်းကလည်းဟန်နုမန်ရုပ်ထုကိုယူလာပြီးဘလူးမာရှိတဲ့နေရာကိုလိုက်လာခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်လာတော့မတ်တင်းကဘလူးမာကြီးကိုကြည့်ပြီးအယံလန်သွားပါတော့တယ်။ကိုကျော်အခုဘာလုပ်ကြမလဲ။ဒီဘလူးမာကြီးကအယံကြီးတယ်။ကျွန်မတို့နှစ်ယောက်ပဲဘလို့ရင်ဆိုင်ရမှာလဲ။နှမကျွန်တော်ဒီဘလူးမာကိုရင်မဆိုင်နိုင်ပါဘူး။ဒါပေမဲ့လည်းကျွန်တော်စူးစမ်းကြည့်ဖို့တော့အသေးချာလုပ်ပါမယ်။နှမအဲ့ဒီအချိန်တော်တွင်သွားပြီးကျန်တဲ့ရွာသားတွေကိုခေါ်လာခဲ့ပါ။အဲ့ဒီအချိန်မှာကိုကျော်ကဒုတ်ချောင်းကိုကင်ပြီးတော့ဘလူးမာကိုချိန်ဆွဲထားပါတယ်။ ဘလူးမားရဲ့ခန္ဓာကိုယ်ကအရန်ကြီးနေတာမို့လို့ကိုကြော့ကိုလိုက်မမိပါဘူး။နင့်ကိုမိတာနဲ့အရှင်လက်လက်ဝါးစားပြစ်မယ်။တစ်ဖက်မှာလည်းမတ်တင်းကရွာကိုသွားပြီးရွာသားတွေအားလုံးကိုအဲ့ဒီဘလူးမားအကြောင်းပြပြလိုက်ပါရယ်။မင်းတို့အဲ့ဒီဘလူးမားစီကိုသွားစီဖြစ်စီမသွားစီဖြစ်စီစားစရာရှာရင်းနဲ့ဒီနေ့မဟုတ်ရင်နောက်နေ့ကျရင်အဲ့ဒီဘလူးမားကငါတို့လူသားတွေကိုအနှံ့ခံပြီးဒီရွာကိုရောက်လာမှာပဲ။သူရွာထဲကိုရောက်လာရင်ငါတို့ရဲ့ကလေးလေးတွေဘာဖြစ်သွားကြမလဲ။အဲဒီနောက်မတ်သိန်းရဲ့ရှင်းပြမှုကြောင့်ဂျွာသားကဒုတ်တွေထားပြီးမိလုပ်တွေကင်ပြီးအားလုံးလိုက်လာကြပါတယ် ပုံကွက်နေတာပဲတော်တော့ပြီအခုတော့နေငါ့ရဲ့အစာဖြစ်တော့မယ်ဒါကိုပြောပြီးဘလူးမားကကိုကြော့ကိုပါမျိုးချလိုက်ပါတယ်အိုးဖရဲသခင် तू ကကိုကြော့ကိုပါမျိုးချလိုက်ပြီအခုဘာလုပ်ကြမလဲဒါကြပါပြောသားတို့အတူတူပူပေါင်းပြီးဒီဘလူးမားကိုတိုက်ခိုက်ကြစို့အိုးမဟုတ်ဘူးမဟုတ်ဘူး तू ကိုကြော့ကိုတစ်ချက်ထမ်းနေဘလူးတော့မျိုးချလိုက်လို့ဆိုတာမင်းမမြင်ဘူးလားကျွာသားတွေအားလုံးတောင်းလဲမှုကြောင့်အဲ့ဒီဘလူးမားရှိကိုသွားရတဲ့တတိမရှိခဲ့ကြပါဘူး။အဲ့ဒီနောက်မတ်သင်းလက်ထဲမှာဟန်နုမန်ရုပ်ထုကိုကင်ပြီးဘလူးမားရှိမှာရက်လိုက်ပါတယ်။ ဟဲ့ဘလူးမအခုဆက်ချင်းပြက်ွယ်သွားစမ်းကောင်းပြီအခုတော့နေငေါ့ရင်ဆိုင်တော့မယ်ပေါ့ဒီနေ့ကဘလောက်တောင်ကောင်းလိုက်တဲ့နေ့လေတားကောင်ကသူ့ဟာသူမုတ်ဆိုးစီကိုလမ်းလျှောက်လာတယ်အဲဒီနောက်ဘလူးမကမတ်တင်းကိုဖမ်းဆုပ်ပြီးလေထဲကိုမြှောက်လိုက်ခါမျိုးချလိုက်တယ်ဇွာသားတွေအားလုံးမျက်လုံးပြူပြီးအံ့အသင့်နေကြတယ်နှမကြီးမင်းလည်းမျိုးချတာခံလိုက်ရတာပဲလားမတ်တင်းငေါ့ကိုခွတ်လို့ပါငါနဲ့စကားအောင်နားမထောင်လေဘူးအခုငါ့ကြောင့်နေအသက်အန္တရာယ်ရှိနေပြီအကောရောနှစ်ယောက်စလုံးမစိုးရင်ကြပါနဲ့ ဒီဘလူးမားကကျမတို့လူသားတွေကိုဖမ်းဆီးနိုင်မယ်မလဲဟန်နုဘန်ကိုတော့ဖမ်းလို့မရဘူးကြိလိုက်ပါငင်းပြောတာမှန်တယ်မှတ်တယ်ဟန်နုဘန်ကငါတို့ကိုကူညီမအသေးကြပဲဟန်နုဘန်ကိုအောင်ရမီဟန်နုဘန်ဖျားဟန်နုဘန်ကိုအောင်ရမီဟန်နုဘန်ဖျားအောင်ရမီအောင်ရမီအောင်ရမီအဲ့ဒီအချိန်မှာပဲဟန်နုဘန်ရဲ့ရုပ်ထုကအရွယ်စားကြီးလာပါတော့တယ်။အိုးဒါဘာဖြစ်နေရလဲငါဘက်ကဖောင်းလာနေတယ်ကြည့်ကြပါညီအကိုတို့ဒီဘလူးမားရဲ့ဘက်ကဖောင်းလာနေတယ် ဲ့ဒီနောက်ဗာလာရဲ့ရုပ်ထုဟာသူ့ရဲ့အရွယ်စားကိုအလွန်အမင်းကြီးမားလိုက်တဲ့အခါဘလူးမပေါက်ကွဲသွားပြီးရွှေရီအလုံးကမိုးလိုရွာချလာပါတော့တယ်။ကြည့်ပါအောင်အကိုကျမတို့ရဲ့လက်ထပ်မင်္ဂလာလဲဆွဲ။ဟန်နုမန်ကိုတော့မြင့်မြတ်ပါပဲ။ဟန်နုမန်ကိုတော့အောင်ရမည်။ဟန်နုမန်ကိုတော့အောင်ရမည်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မျှော်ကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။